မန္တလေးတိုင်းမြင်းချက်ခရိုင်နဲ့မိထီလာခရိုင်အောက်မှာရှိတဲ့နထိုးကြီးမြို့နယ်နဲ့မလိုင်မြို့နယ်မှာစက်တင်ဘာလကုန်ပိုင်းကနေအောက်တိုဘာလလလယ်ပိုင်းထိရက်20ကျော်အတွင်းစောစုနဲ့တိုက်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပြီးအလောင်းနဲ့လက်နက်တွေတင်းစီရရှိခဲ့တယ်လို့မြင်းချက်ခရိုင်အမှတ်၄တရင်နဲ့မြင်းချက်ခရိုင်အမှတ်30တရင် NPDF ကတရင်ထုတ်ပြန်ပါတယ်။နထိုးကြီးနယ်မလိုင်နယ်တဲ့နေချောင်းအားကိုနဲ့ထိုးစစ်ဆင်လာတဲ့စောစုကို NPDF နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက ခုခံကာကွယ်ခဲ့ပြီးစုံစုရဲ့ထိုးစစ်ကိုစစ်ဦးလန်တဲ့အထိတိုက်ခိုက်တွန်းလှန်နိုင်ခဲ့တယ်လို့ဆိုပါရယ်စက်တင်ဘာ25ရက်မှာနှထိုးချင်းမြို့နယ်ရန်ကင်းဖျားနေမှာစုံစုအင်အား200နဲ့တိုက်ပွဲဖြစ်ပြီးဗိုလ်ကြီးအပါအဝင်9ဦးသေဆုံးက MA5 တပ်နက်တစ်လက်တင်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါရယ်အော်တိုဘာ1ရက်ကလည်းနှထိုးချင်းမြို့နယ်မြိုင်းသာရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးစုံစုဖျိုးဖျဲဖြစ်က73မှန်လေးဦးလက်နက်30ကျော်နဲ့ ကာ drone တွေသိမ်းဆည်းရရှိခဲ့တယ်လို့လည်း MPDF ကထုတ်ပြန်ထားပါဗျ။အော်တိုဘာ9ရက်ကနေ12ရက်ထိမလိုင်မြို့နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုကသေဆုံးထိခိုက်မှုများရှိခဲ့ပြီးတော့ကာ3စီးလက်နက်20ကျော်အပြင်တုံမှန်းတချို့လည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါဗျ။ဒါအပြင်မလိုင်နယ်နဲ့တောင်တရာမြို့နယ်တွေမှာလည်း ပြည်သူပိုင်အိမ်တွေကိုမိရှူတာနဲ့အမျိုးသမီးတွေကိုအရမပြုကျင့်တက်ပြတ်မှုတွေဥဆောင်ခဲ့တဲ့စောစုရဲ့ဗိုလ်မှူးကျော်မင်းအပါဝင်တပ်သား20ကျော်သေဆုံးခဲ့ပြီးငါးဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လည်းအသိပေးထားပါဗျ။ဆက်လက်ပြီးအောက်တိုဘာ12ရက်မှာလဲမလိုင်မြို့နယ်အင်ကြီးတိုးရွာအနီးမှာတိုက်ပွဲတစ်ခုထပ်ဖြစ်ပွားခဲ့ပြီးတော့စောစုအများအပြားအထိနာအသေးများသလို60မမပြောင်းတို့အပါဝင်လက်နက်ဆက်လက်တင်းစီရရှိခဲ့ပါဗျ။ ။နထိုးကြီးနဲ့မလိုက်နဲ့အပေါင်းဝင်မြင်းချန်နေတဲ့စုပ်စုနဲ့စုပ်စုလက်သက်မွေးမြူထားတဲ့ပြူစောတီးတွေပူပေါင်းပြီးတော့ရွာစင်ပတ်မွေပြီးရွာမီးရှို့လူသက်လူရက်ကနည်းမြေပြဲလဲစိုးမှုဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်။